အခုမြင်တွေ့ရတဲ့သူကတော့သူ့ရဲ့နည်းပညာတွေနဲ့စမတ်ဖုန်းလောကကိုအကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ Steve Jobs ပဲဖြစ်ပါတယ်။သူကကမ္ဘာအချမ်းသာဆုံးတထည်ကြီးစီးရင်ဝင်ပြောင်းလဲဖြစ်ခဲ့တယ်လို့ကမ္ဘာကျော် Apple Company ကိုတည်ထောင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ Steve Jobs လို့ပြောလိုက်တာနဲ့အနောက်ရောင်ဂျပန်စတိုင်အင်ဂျင်နဲ့ဂျမော့ဘီကိုသာမျှော်ဆင်နေတယ်သူ။ကမ္ဘာအချမ်းသာဆုံးဘီလီယံနာတထည်ကြီးလို့သာမြင်ကြပါလိမ့်မယ်။တကယ်တော့သူအလွယ်နဲ့ချမ်းသာလာခဲ့တာတော့မဟုတ်ပါဘူး။ သူငယ်ငယ်လေးတို့ကသူမိဘတွေရဲ့ဆွေမြတ်တာကိုခံခဲ့ရတယ်။ဝဲမရပဲတက္ကသိုလ်ကျောင်းကနေထွက်ခဲ့ရတယ်။ဒါအပြင်သူဝရတီတောင်းတားခဲ့တဲ့ Apple Company ကနေမှမော်တော်ခံခဲ့ရပါတယ်။ဒါဆိုသူ့ဘဝကဘလောက်တောင်များခက်ခဲခဲ့တာလဲ။သူဒီလိုတွေဖြစ်လာအောင်ဘယ်လိုများကြိုးစားခဲ့ရတာလဲ။သူကိုယ်တိုင်ဒီတောင်းတားခဲ့တဲ့ Apple Company ကဘာကြောင့်များမော်တော်ခံခဲ့ရတာလဲ။မင်္ဂလာပါကျွန်တော်ကတော့ဘဝခွန်အပ်ပြီးစာပေတွေနဲ့ဘိုးတူတားရစေမယ့်အကြောင်းအလေးတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေမယ်။ COF က ိုက်ကိုတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုကတော့ကျောင်းတော်ပြီးဆုံးအောင်တက်ခဲ့ရပဲနဲ့ကဘာကျော် Apple Company ကိုတီချောင်ထားခဲ့တဲ့ Steve Jobs ရဲ့အကြောင်းပဲဖြစ်ပါတယ် Steve Jobs ကိုအမေရိကန်နိုင်ငံမှာမွေးဖွားခဲ့ပါတယ်သူဟာမွေးခဲ့တဲ့ကသူမိဘတွေရဲ့ဆွေပြတာကိုခံခဲ့ရပါတယ် Logan ကသူ့ကိုဒီလောက်ပဲရိုက်ခိုက်ခဲ့တာမဟုတ်ပါဘူးကျောင်းတက်ပြန်တော့လည်းကျောင်းမှာတခြားသူတွေရဲ့ဝိုင်းအနိုင်ကျစ်တာကိုခံခဲ့ရပါတယ်အားကြောင့်လည်း Steve Jobs ကညံအရန်ကောင်းဝင်မဲ့ကျောင်းတက်ရတာမပြောခဲ့ပါဘူးဒါပေမဲ့တနေ့မှာတော့ကန်တရားကသူ့ကိုစိတ်ဝင်စားစေမယ့်အရာတစ်ခုနဲ့ကြုံစေခဲ့ပါတယ် အဲ့ဒါတော့သူကမှတစ်ခါမှမမြင်မှုခဲ့တဲ့ကွန်ပျူတာကိုစပြီးမြင်လိုက်ရတာပါပဲအဲ့ဒီကနေစပြီးသူကကွန်ပျူတာနဲ့ဖိုးတွေကိုစိတ်ဝင်စားလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကထက်တန်းကျောင်းပြီးတော့ college ဆက်တက်ပါတယ်ကျောင်းတက်ပြီး6လအကြာမှာပဲသူကဆုပ်ဖြတ်ချက်တစ်ခုကိုယူယူမမဲချမှတ်လိုက်ပါတယ်အဲ့ဒါကတော့ကျောင်းကနေထွက်လိုက်တာပါပဲ I dropped out of Reed College after the first 6 months but then stayed around as a drop in for another 18 months or so before I really quit. သူကကြောင်းကနေထွက်လိုက်ပြီမဲ့တင်ယူမှုတွေကိုတော့လောကမင်းရက်ပြက်လိုက်ပါဘူး။လရေလာတင်တန်းလိုမျိုးသူစိတ်ဝင်စားတဲ့အရာတွေကိုလိုက်လေလာပါတော့တယ်။ဒါအပြင်ဇင်ဗုဒ္ဓဘာသာနဲ့အရှင်းနိုင်ငံသားတွေရဲ့တသနိကဗေဒတွေကိုလေ့လာဖို့အတွက်အိန္ဒိယကိုထွက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ဒီခင်းစဉ်ကပဲသူ့ဘောက်ကိုအကြီးအကျယ်ပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီခင်းစင်ကနေရတဲ့အတွေ့အကြုံတွေနဲ့သူတငယ်ချင်းနဲ့အတူလူတိုင်းပြည့်တဲ့ Apple Company ကိုကောက်ကူတော်လေးမှာစတ်ထောက်ပါတယ်။အဲ့ဒီမှာဒီချင်းခဲ့တဲ့ကွန်ပျူတာတွေကတခြားကွန်ပျူတာတွေနဲ့မတူပဲသင်းငယ်ပြီးတဲရတာလွယ်ကူတာကြောင့်ဈေးကွက်ထဲမှာလူကြိုက်များပြီးရောင်းအားမတရားတွေကိုထိုးတက်သွားခဲ့ပါတယ်။အဲ့ဒီကနေစပြီးသူလည်းမီလီယံနာတည်းကြီးစပြစ်လာပါတော့တယ်။ဒါပေမဲ့သူအောင်မြင်မှုရလာတဲ့အစမှာပဲမတင်မထားတာတွေနဲ့ကြုံလိုက်ရပါတယ်။အဲ့ဒါကတော့ Apple ကလူကြီးတွေနဲ့အဆင်မပြေဖြစ်ပြီးသူ့ရဲ့ကွန်ပျူတာတွေလည်းရောင်းအားထိုးကျလာခဲ့ပါတယ်။ ။ဒါကြောင့်ပဲသူက Apple company ကနေမောင်းထုတ်တာခံလိုက်ရပါတယ်။ဒါကြောင့်ပဲသူကစိတ်သက်တွေအကြီးကျယ်ကြားခဲ့ရပါသေးတယ်။ဒါပေမဲ့ဘလို့ခက်ခဲတွေကမှသူ့ကိုမတားဆီးနိုင်တဲ့အပြင်အဲ့ဒါတွေကပဲသူ့အတွက်ပိုကောင်းမှုဖြစ်လာခဲ့ပါတယ်။အဲ့နောက်မှာတော့သူကကမ္ဘာကျော် animation company ကြီးတွေဖြစ်တဲ့ Visa နဲ့ Nest တွေကိုတီထောင်ပြီးအောင်မြင်မှုတွေစက်တိုက်ဖန်တီးနိုင်ခဲ့ပါတယ် ဒါပေမဲ့တစ်ဖက်မှာတော့ Steve Jobs မရှိတော့တဲ့ Apple Company ကရောင်းရတဲ့မတရားကိုထိုးချနေတဲ့အပြင်ဈေးကွက်ထဲမှာတခြား company တွေနဲ့တော်တော်လေးကိုရှင်းပြနေခဲ့ရပါတယ်။အဲဒီနောက်မှာတော့ Steve Jobs ဟာ Apple Company ကိုပြန်ရောက်လာခဲ့ပြီးအခုလိုမျိုးကမ္ဘာအအောင်မြင်ဆုံး brand တစ်ခုဖြစ်အောင်ပြန်လည်ပြီးတော့တည်ထောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့အဆင်မကောင်းတဲ့တစ်ခုကဘယ်ရမှအရှုံးမပေးတတ်တဲ့ Steve Jobs ဟာသူ့တက်56နှစ်အရွယ်ရောက်တဲ့ခါမှာတော့ကင်ဆာရောဂါကြောင့်ဒီချင်းတယောက်ကိုအရှုံးပေးလိုက်ရပါတယ်။သူဟာလူသားသေဆုံးသွားပေမဲ့သူ့ရဲ့နာမည်ကအခုထိရှင်သန်နေသေးပါပဲ။ဒါအပြင်သူတီထောင်ထားခဲ့တဲ့ Apple Company ကအခုဆိုရင် American Dollar 3.2 Trillion တောင်တန်ဖိုးရှိနေခဲ့ပါပြီ။ငွေလေးတော့ကမိဘတွေရဲ့ဆွေးပစ်တာကိုခံခဲ့ရတဲ့သူတယောက် ဝဲမရပဲအเจ้าကနေထွက်ခဲ့ရတဲ့သူတယောက်ဒီတောင်းထားခဲ့တဲ့ company ကနေမောင်းထုတ်ခံခဲ့ရတဲ့သူတယောက်ကနောက်ဆုံးမှာတော့ smartphone နဲ့ computer လောကကိုပြောင်းလဲခဲ့ပြီးလူတွေအမြဲမှတ်ရစေနိုင်မဲ့လူတယောက်ဖြစ်လာခဲ့ပါတယ်သူဖြစ်ကနေလေးစားအတူယူရမယ့်အရာတွေရှိနေပါတယ် အဲ့ဒါကတော့ကျွန်တော်တို့ဘဝမှာဘယ်လိုမျိုးဖွားလာမယ်ဆိုတာကိုဘယ်သူမှကြိုတင်မသိနိုင်ပေမဲ့ဘယ်လိုရှင်သန်ရက်တည်သွားမလဲဆိုတာကိုတော့ကျွန်တော်တို့ဘဝမှာရွေးချယ်ခွင့်တည်းရှိနေတယ်ဆိုတာပါပဲ။ဒါအပြင်ဘဝမှာအစိုးနဲ့ကြိုလာတိုင်းလက်ဆော့ဖို့စဉ်းစားနေမိတယ်ဆိုရင်တော့ငယ်လေးကလေးကကန်ဆုံးမှုတွေနဲ့စတင်ခဲ့ပြီးဘီလီယံတလေးကြီးဖြစ်သွားခဲ့တဲ့ Steve Jobs ရဲ့အကြောင်းကိုသာလက်တီးရလိုက်ပါခင်ဗျာ။